အားလုံးပဲမင်္ဂလာပါအငင်းမြ Education မှာယနေ့တင်ချမယ့်တင်ကြားရေးလမ်းစဉ်ကတော့ G5 တင်ယူအခန်း၁၄ရဲ့ Lesson 39ပဲဖြစ်ပါတယ်ဆရာပု္ပ္ပစာနံပါတ်၈ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပု္ပ္ပစာနံပါတ်၈မှာဆိုရင်မမသည်စာစီစာကုန်းပြိုင်ပွဲကို၄ချိန်ဖြည့်ဆို့ခဲ့ရာရမ်းမှတ်များကိုဇယားတွင် ဖော်ပြထားသည် ပထမကြိမ်မှာ82မှတ်ဒုတိယကြိမ်မှာ86တတိယကြိမ်မှာ84စတုထကြိမ်ရဲ့အရေအတွက်ကိုမသိပါဘူးနမကကြီးဤမေးချက်မှာဆိုရင်ပထမ3ကြိမ်တွင်ရရှိသောအမတ်စုစုပေါင်းမြင်မြနီလို့ပြောသည့်အတွက်ရရှိခဲ့တဲ့တံမှုအလုံးကိုပေါင်းပါမယ်အဖြေကိုပြောပါဆိုရင်252မှတ်ဖြစ်ပါတယ် နမခခွေဤမေခွန်းမှာဆိုရင်ပထမ3ချိန်ထိရရှိသောပြင်းများရက်မှတ်ကိုရှာပါလို့ပြောထားပါတယ်ပြင်းများကိုလိုချင်ရင်အလုံးပေါင်းလက်ကိုတီအရေအတွက်နဲ့စပီးရမှာပဲဖြစ်ပါတယ်အလုံးပေါင်းလက်တီ252ပါအရေအတွက်တီ3ပါစားလို့ရရှိလာသောတန်ဖိုးတီ84မှတ်ပဲဖြစ်ပါတယ် နမကငယ်ဤမေကိုမှာဆိုရင်စုတ်ထအကျိန်ထက်တွက်ပါကပြန်များရမှ83မဖြစ်သည်စုတ်ထအကျိန်တွင် ရမှတ်မြည်မြရခဲ့တန်ဒီစုတ်ထအကျိန်ထိပေါင်းလက်ကိုရှာပေးရမှာပဲဖြစ်ပါတယ်စုစုပေါင်းကိုလိုချင်ရင်ပြန်များကိုအရေးတွက်နဲ့မြှောက်ပေးရမှာပဲဖြစ်ပါတယ်စုတ်ထအကျိန်ထိပြန်များရမှတ်သည်83မှာအရေးတွက်သည်၄ပါ အားလုံးပေါင်းလက်ကိုပြောပါဆိုရင်332မှတ်ပဲဖြစ်ပါတယ်လိုချင်တာဒီစတုထအကျင့်ရဲ့ရမှတ်ပါထို့ကြောင့်စတုထအကျင့်ထိပေါင်းလက်ထဲကနေတတိယအကျင့်ထိပေါင်းလက်ကိုနှုတ်ပေးမယ်ဆိုရင်ဆရာတို့လိုချင်တဲ့အဖြေကိုရပါပြီ332ထဲကနေ252ကိုနှုတ်ပါတယ်ရရှိလာတော့တန်ဖိုးဒီ80ပါထို့ကြောင့်စတုထအကျင့်ရမှတ်ကိုပြောပါဆိုရင်80မှတ်ပဲဖြစ်ပါတယ်ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလက်ဆင်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေကြပါစေဗျာ